iPhone တွေအတွက် operating system အသစ်ကို Apple အနေနဲ့ဒီရက်ပိုင်းမှာပဲမိတ်ဆက်ခဲ့ပါတယ်။သူကတော့ iOS 26 ဖြစ်ပါတယ်။ iOS 26ကို iPhone SE second generation ကနေပြီးတော့လက်ရှိ iPhone 16 lineup အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။19ခုမြောက် iPhone OS ဖြစ်တဲ့ iOS 26မှာဘာတွေပြောင်းလဲသွားသလဲဆိုတာကိုလေ့လာကြည့်ရအောင်ပထမအဦးဆုံးအချက်ကတော့ user interface တိတိသားသားပြောင်းလဲသွားတာကိုတွေ့ရပါတယ် ဗတန်တွေအိုင်ကွန်တွေကမှန်သားလို့ဖောက်ထွင်းမြင်နေရတဲ့ပုံစံမျိုးကိုပြောင်းလဲသွားမယ်လို့သိရပါတယ်။ဒါကို Apple အနေနဲ့ Liquid Glass လို့အမည်ပေးထားပါတယ်။ Photo App ရဲ့ User Interface အပြောင်းအလဲဖြစ်နေတာကိုတွေ့ရပြီး Search Button ကိုတိကျခွဲထုတ်ထားတာကတော့သဘောကျမိတဲ့အချက်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ iPhone ပေါ်က application တွေရဲ့ icon လေးတွေကိုဒီဇိုင်းအပြောင်းအလဲဖြစ်လာမလားယူဆခဲ့ကြပြီးမြင်လေးတောင်ပုံစံသာဆက်လက်ရှိနေတာကိုတွေ့ရပြီး camera app ရဲ့ icon ကတော့ဟိုးအရင် iOS version တွေရဲ့ပုံစံမျိုးလေးလုပ်ထားတာကိုတွေ့ရပါတယ် camera app က icon design ပြောင်းလဲသွားတာတွေမဟုတ်ဘဲ app ကိုအသုံးပြုတဲ့အခါမှာထိတွေ့ရတဲ့ user interface တစ်ခုလုံးကိုပါပြောင်းလဲလုပ်ထားပါတယ်။ Apple အနေနဲ့ပိုကောင်းတဲ့ user experience အသစ်တွေကိုပေးဆွမ်းမဲ့အကြောင်းအဓိကဖော်ပြခဲ့ပေမဲ့ဟိုးယခင် iOS အဟောင်းတွေကလေးကအသားကျလာတဲ့ user interface ကိုဒီဒီချိန်မှာအပြောင်းအလဲလုပ်မှဖြစ်တာကြောင့်ဘာတွေပိုကောင်းသွားသလဲဆိုတာကိုသိဖို့အရင်သုံးကြည့်ရပါဦးမယ်။ User interface အပြောင်းအလဲတွေထဲမှာတခြင်းသားထောင်တဲ့ music app လည်းအပါအဝင်ဖြစ်ပြီးတခြင်းသားထောင်နေရင် lock screen လုပ်လိုက်ရင်လည်းတခြင်းရဲ့ album app က lock screen ပေါ်မှာအပြည့်ပေါ်နေမှာဖြစ်ပါတယ်။ phone call app ကိုလည်း liquid glass ကိုအခြေခံတဲ့ user interface အဖြစ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။ visual intelligence အနေနဲ့လည်းပုံမူ upgrade ဖြစ်သွားတယ်လို့ယူဆနိုင်ပြီး screen ပေါ်မှာတည်လို့တည်းများကိုမေးမြန်းလို့ရသွားတာကိုတွေ့ရပါတယ်။နောက်ထပ်မြင်တွေ့ရတဲ့အသေးအဖွဲပြောင်းလဲမှုကတော့ iMessage ကိုအသုံးပြုတဲ့အခါမှာရခင်လိုမဟုတ်ဘဲ background ကိုပြောင်းလဲလုပ်လာနိုင်တာကိုတွေ့ရပါတယ်။ ဒီအချက်တွေဟာလက်ရှိသတိထားမိတဲ့ iOS 26ရဲ့အပြောင်းအလဲလေးတွေဖြစ်ပါတယ်။ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါ रे ခင်ဗျာ။ comment နိုင်ကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။သင်အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာရတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ site လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ်။ Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac Mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအစ်စ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်။